ကဲဒီနေ့မှာတော့တောင်းလိုက်တိုင်းကတွင်ရှင်မီအားဖြစ်စီမဲ့ကျက်စွပြုတ်ကိုချဲရလွယ်ကူပြီးအရသာရှိတဲ့ကျက်စွပြုတ်လုံးကြီးလေးကျွန်တော်လာပြီးတော့မျှဝေပေးပါမယ်ခင်ဗျာဒီလိုအရသာရှိတဲ့ကျက်စွပြုတ်ကိုအိမ်မှာပဲဖြစ်ဖြစ်တက်ကြီးရွယ်ကို အဖေအမေဖူဖွားတွေကို ချက်ကျွေးခြင်းနဲ့ဆိုလို့ရှိရင်တော့ဗီဒီယိုလေးကိုလိုက်ကြည့်လိုက်ရအောင်။အရင်ဥဆုံးစက်တာပြောင်းမဲ့ဦးလေးထဲမှာရေလေးအတင်တင်လောက်ထည့်မယ်။ရေလေးပပွတ်ဆူလာပြီဆိုလို့ရှိရင်တော့ခနော်လေးနှစ်တုံးလောက်ထည့်မယ်။စက်သွုံပြူလေးရိုက်ပြားထားတာတွေထည့်ဂျင်းလေးအနေတော်လောက်ထည့်။ကြက်ကပါလာတဲ့အရေခွန်နဲ့အစီတွေကိုလောင်းဝမယူဘဲနဲ့ကြက်ပေါင်းဒါမှမဟုတ်ရင်ကြက်ရင်ပုံကိုသုံးဝင်ရပါတယ်။ကျွန်တော်ကြတော့ဒီမှာ2မျိုးစလုံးကိုရွေးပြီးတော့သုံးထားပါတယ်။ဇက်ပလင်လေးအနေတော်လောက်ထည့်။ဆနွင်းလေးကိုအနေတော်လောက်ထည့်။မကြိုက်ရင်မထည့်လို့လည်းရပါတယ်။အဖုံးလေးကိုလောင်းပိတ်ပြီးတော့မီးလေးဖြည်းဖြည်းလေးနဲ့မန နစ်30လောက်ထပ်ချက်ပါမယ်။ဒီဟင်းဂျိုကငုတ်တီလော်မူမူရင်းနဲ့မှအရန်ကိုလိုက်ဖက်တာမို့စီလေးအနေလောက်ထဲသူ့ကိုမြီးလေးဖြည်းဖြည်းလေးနဲ့ညီညူရောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့အေးလေးခံပြီးတော့ထောင်ထားလို့ရပါပြီခင်ဗျာ။ကဲအခုဆိုလို့ရှိရင်တော့ပြုတ်ထားတာမိနစ်30လောက်ပြည့်သွားပြီဆိုလို့ရှိရင်တော့မီးလေးကိုအနေရောလောက်ရှောင်းစွပြုတ်ဟင်းဦးရဲ့အပေါငံအရာသာလေးကိုမြီးမဲ့ဆိုလို့ရှိရင်လည်းမြီးလို့ရပါပြီခင်ဗျာ စုပြုတ်အရေးကကြည်လားဆိုလို့ရှိရင်တော့တော်လေးကိုကြည်ပါတယ်။တကယ်လို့ဒါဒီစုပြုတ်ရေမှာကျက်ယိုးလေးတွေပါထည့်ပြီးတော့ပြုတ်ချင်တယ်ဆိုလို့ရှိရင်လည်းထက်ပြုတ်လို့ရပါတယ်။ချက်သားလေးတွေအေးသွားအောင်လို့အပြင်မှာခဏလောက်ဆဲထုတ်ပြီးတော့အေးလေးခံထားပေးပါမယ်ခင်ဗျာ။ချက်သားလေးတွေကအနေတော်လေးအေးသွားပြီဆိုလို့ရှိရင်စားတဲ့အခါမှာလွယ်ကူစေဖို့အတွက်အခုလိုအမြင်အချောင်းအချောင်းလေးတွေကျွန်တော်တို့ခွာပေးရလဲရတယ်လို့ဒါမှမဟုတ်အတုံးလိုက်ထည့်ပြီးတော့ပြုတ်တောက်ချင်လဲပြုတ်တောက်လို့ရပါတယ်။ အခုလိုစက်သားလေးတွေခွာပြီးပြီဆိုလို့ရှိရင်တော့နောက်ထပ်တစ်ချိန်ကျွန်တော်တို့ထိုက်ပြီးတော့ပြုတ်ပါမယ်ဒီတစ်ချိန်မှာအချိန်အကြာကြီးထိုက်ပြီးတော့မပြုတ်တော့ပါဘူးနောက်ထပ်အချိန်လေး15မိနစ်လောက်အဖုံးလေးလုံအောင်ပိတ်ပြီးတော့ပြုတ်ပါမယ်အချိန်လေးပြည့်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အရန်ကိုမှတောက်လို့ကောင်းတဲ့ကျက်စွပြုတ်ရည်လေးရပါပြီဒီကျက်စွပြုတ်ရည်မှာကျွန်တော်စားနဲ့ခနော်လေးပဲထည့်ထားပါတယ်ချစ်ချင်းဆက်ဆက်လေးကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အခုလိုသားများသည်လေး20လောက်ညက်ထည့်ပြီးလို့ရှိရင်တော့မွေးနေအောင်လော်ထားတဲ့ညုတ်သီး6လေးအနည်းလောက်ထည့်နောက်ထပ်ကျက်စွပြုတ် ကြတော့ကိုသုံးဆောင်ခြင်းတဲ့ပမာဏလေးပဲထည့်ပါနော်ကြံရင်တဲ့ဆွပြုတ်ရည်ကိုကြတော့လူကြီးကလေးသုံးဆောင်လို့ရအောင်လို့ကျွန်တော်အဆက်လေးတွေမရောထည့်ပဲနဲ့တည်တံ့လေးခွဲထားပါဗျာ အမွေးကြိုင်ကြတော့နောက်ထပ်လျှောက်ရက်လေးပပလီထားလာတယ်ထဲစက်သွန်လေးထဲတာမညာသီးကြတော့လိုအပ်မဲ့သူတွေညစ်ထဲလို့ရအောင်လို့အပူလေးထည့်ထားပေးပါတယ်ခင်ဗျာတကယ်လို့အချားမွေးကြိုင်နနန်မင်းရှန်းနနန်စက်သွန်မိတ်လေးပါတခါတည်းထည့်ပြီးတော့တောက်ချင်တယ်ဆိုလို့ရှိရင်လည်းအပေါ်ကနေထည့်ပြီးတော့တောက်လို့ရပါတယ်ခင်ဗျာဗားလေးနဲ့တွဲစားမယ်ဆိုလို့ရှိရင်တော့ဝက်သုံးထပ်သားလေးကိုစီပြန်လေးချက်ပြီးလို့ရှိရင်တော့ကျဆွပြုတ်ရည်နေနဲ့တွဲတောက်မှာဖြစ်ပါတယ်လာသုံးဆောင်ကြပါဦးခင်ဗျာ နစ်တော့အများကြီးဦးစားပေးမှထက်တော့ ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအစဆုံးဝင်ရောက်ကြည့်ရှုပေးတယ်တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတင်မှာကျွန်တော်တို့ထပ်ပြီးတော့တွေ့ပါမယ်ဗီဒီယိုလေးတွေကိုကြိုင်းနေတဲ့တဲ့ဆိုလို့ရှိရင်တော့ like and share တွေနဲ့ follower တွေလောက်တော့ပေးပါဦးတောင်းဆိုချင်ပါတယ် bye bye